Hello Jai Travel Bro နဲ့ပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာဒီနေ့ကျွန်တော်နဲ့ကျွန်တော်တငငချင်းတွေနဲ့တူတူကျွန်တော်တို့ချောင်းထဲမှာရည်လာဆော့တာဖြစ်ပါတယ်ကျွန်တော်တို့ရောက်နေတဲ့နေရာကတော့ချင်းမာယာချောင်းတာလို့ခေါ်ပါရခင်ဗျာဒီမှာကတော့ဆိုင်တန်းတွေအများကြီးရှိပြီးတော့ကျွန်တော်တို့ကတော့ရှမ်းဆိုင်တွေကိုယူလိုက်ပါတယ်ခင်ဗျာဒီမှာကတော့သူ့ရဲ့ပုံစံလေးတွေကတော့ရည်ထဲမှာကိုတို့တို့တဲနေနေနဲ့ဆောက်ပြီးတော့ကျွန်တော်တို့အမှထိုင်ပြီးတော့စားတောက်အောင်မှာဖြစ်ပါတယ် ဲကျွန်တော်တို့အိမ်ကနေကျွန်တော်တို့ဖရဲတီးယူလာပါဗောနော်ဒီမှာလာခွဲစားတာဖြစ်ပါတယ်ကဲကျွန်တော်တို့အခုဖရဲတီးစခွဲပါမယ်မမနျူတွေအများကြီးရှိပြီးတော့ကျွန်တော်တို့စားချင်နေတာကြာပြီဖြစ်တဲ့စခုံနဲ့စခီကိုကျွန်တော်တို့မှာစားလိုက်ပါတယ်။ဟုတ်တယ်ကျွန်တော်တို့တော့ကျောင်းတော့ကင်းစင်း ဆိုတော့ကျွန်တော်တလုံးမလောက်လည်းမသိဘူး။ငါရ။ဆိုချောင်းနာမှာပျော်လားမသိဘူး။ပျော်ရ Yeah, yeah, yeah. I got it. ဆားဆားပြီးတော့ကျွန်တော်တို့ဒီမြင့်ချောင်းထဲမှာရေဆုံးมาဖြစ်ပါတယ်ဒီမှာတရားဖော့ကျွတ်တွေကိုကိုပိုင်ငားလို့ရတယ်လို့ကိုပိုင်နေလဲအရင်ကနေယူလာလို့ရတာပေါ့နော်အဲရေကတော့ကျွန်တော်တို့တောင်ထဲမြောက်စီးစင်းနေရဆိုတော့ PCR လဲတချို့နေရာမှာအရင်တန်ပါတယ်ဒါကြောင့်တချို့နေရာလဲဆိုပြီးမတွားပါဘူးခင်ဗျာအဲကြောင့်ဒီအောက်အောက်ခြေမှာဆိုရင်တော့ကျွန်တော်တို့ဒီခြေတုံးနေလဲရှိရပါတော့ဒါကြောင့်ခြေထောက်တွေကိုလည်းနည်းနည်းကြည့်ယူဆိုင်ရပါမယ် ชุมมอเท่าไหร่เท่อไรบาทเหรอ ဒီရဲ့ဆိုင်နေရာညနေခင်းနေဆောင်ရင်တော့ဒီရဲ့အမိုးတွေကိုအကုန်လုံးဖယ်ပေးရမှာနော်ဒါဆိုတော့ကျွန်တော်တို့ AAC စကစားလို့ရပါတယ်ကျွန်တော်ရဲ့ vlog လေးကတော့ဒါပါပဲခင်ဗျာဒီကိုမရောက်ဘူးတဲ့လူတွေဆိုရင်တော့လာရောက်ဖို့အကြံပေးချင်ပါတယ်ဘာလို့လဲဆိုတော့ဒီမှာပြောစရာအရင်ကောင်းပါတယ်ခင်ဗျာအဲကျွန်တော်တို့ညီလေးဆိုပြီးပြီဆိုတော့ကျွန်တော်တို့အင်ပြန်ပါတော့ခင်ဗျာကျွန်တော်တို့နောက် vlog မှာပြန်လည်ဆုံတွေ့ကြပါမယ်